ဒီနေ့မှာတော့ကျွန်တော် Redmi K90 Pro Max အကြောင်း first impression နဲ့အနေထားဘယ်လိုရှိရလဲဆိုတော့ initial review လေးလုပ်ပြမှာဖြစ်ပါတယ်။ဆလာကြီးကဒီဖုန်းက Pro Max ဆိုတဲ့ naming scheme ရဲ့နောက် Bose Audio System 2.1ပါတယ်ဆိုတာရယ်။တော်တော်လေးကိုလူတွေ hype နေကြတယ်။မှတ်မိကြအောင်ပဲထင်ပါတယ်။ယင်းနှစ်ကကျွန်တော်တို့ K80 Ultra အရင်နှစ်တော့မဟုတ်တော့ဘူးပေါ့နော်။ကြားထဲမှာကျွန်တော်တို့လွန်ခဲ့တဲ့လအတန်ကြာ K80 Ultra အကြောင်းကို live တွေမှာရောနောက်ဒီလိုမျိုး review တွေနဲ့ comparison တွေရောကျွန်တော်တို့ my tech မြန်မာမှာတော်တော်လေးလုပ်ပေးခဲ့တယ်အဲ့မှာကတည်းကကျွန်တော်တို့အမြဲတမ်းပြောတဲ့ highlight နဲ့နေရာရှိတယ် speaker quality ဒါအကောင်းတယ်နောက် vibration haptic ဒါအကောင်းတယ်ကျွန်တော်ကတော့ K80 Pro တို့ Ultra တို့ရဲ့ထုံးစံတိုင်း performance အသာပေ flash ကေလာ display ကောင်းတယ် battery ကြီးတယ်ဒါတိတ်တော့မထူးဆန်းတော့ဘူးပေါ့နော်ဒါပေမဲ့ဒီတစ်ခေါက် K90 Pro Max ကောင်ဘာတွေထူးဆန်းလဲအရင်ဆုံးပြောချင်တာကတော့ကျွန်တော်ယူနေတဲ့ဒီ jean color လေးပေါ့နော်ဒီ name jean ကိုကြိုက်တယ်လို့ဆိုတော့ကြိုက်လိုက်မယ် ကျွန်တော်ကတော့ဒီကောင်းကိုလှတယ်ထိလို့ကောင်းတယ်ဆိုပေမဲ့ရေရှည်အတွက်တစ်ခုကွန်ဆန်ဖြစ်တာလည်းလက်မှာဗျာကျွန်တော်ချွေးရည်ပိုင်ဖြစ်တဲ့ခါမှာချွေးရည်နဲ့ဒီကောင်းနဲ့စုပ်စုပ်သွားတာနဲ့ဆိုရင်ကြာရင်တမျိုးပေါ့နော်နည်းနည်း nasty ဖြစ်မလားပေါ့အရင်ဆုံးပြောချင်တာကဒီ Redmi K90 Pro Max ကအရင် K series ဖုန်းတွေလိုမျိုး flagship ကလာပါကွာဆိုတဲ့အနေထားကိုလုံးဝနောက်တစ်ဆင့်ကျော်သွားပြီ Redmi ကိုယ်တိုင်လည်းသူတို့ရဲ့ official launch ပွဲမှာ flagship phone in your budget ဆိုတဲ့ပုံစံမျိုးတို့ keynote မှာထည့်ပြောထားတယ်ဗောနော် flagship killer ဈေးပဲဒါပေမဲ့ flagship killer အဆင်မဟုတ်တော့ဘူးတကယ် pure base model flagship လောက်နီးနီးလို့ဖြစ်သွားပြီမဖြစ်เสียရလည်းမရှိတော့ဘူး audio system တွေကလည်းကောင်းနေပြီအရင် K80 Ultra မှာကတည်းကကျွန်တော်တို့ကင်မရာလွဲလို့ရှိရင်ကျန်တာ all rounder တော်တော်ကောင်းတယ်ဆိုတာမျိုးကျွန်တော်ပြောခဲ့ရတဲ့အဆင့်မှာရောက်နေတယ်။ဒီခေါက်90 Pro Max မှာ Periscope Zone Lens မှာထည့်ပေးလိုက်တယ်။ပြီးတော့သူ့ရဲ့ Zone Quality ကကျွန်တော်အခု initial ရိုက်ကြည့်ရသလောက်မှာစလာကလေးရဗျာ။ ဥပမာ Redmi Note 15 Pro Plus တို့ဘာလို့လဲရှင်လာရင်ဘာမှမဆိုင်ဘူးပြောချင်တာဟိုကောင်တွေမှာဆိုလို့ရှိရင်ဘလိုပဲ zone နေနေနဲ့အသားပေးလောက်ထားတယ်ပဲပြောပြော processing လည်းတအားကူရတယ်စလာရွေးရလဲ oh mirage phone ဒါမှမဟုတ် apple mirage phone တစ်လုံးပါပဲဆိုတဲ့အနေထားမျိုးဘလိုနေနေရတယ်ဒီကောင်မှာတော့မသိရင်ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်နည်းနည်းလောက်က flagship phone တွေကကဲ့သို့သောသူရဲ့ 5x နဲ့ 10x အထိကတော်တော်ကြီးကောင်းလွန်တယ် ကောင်းလုံးနေဆိုတဲ့နေရာမှာပုံမှန်ဆိုရင်ကျွန်တော်တို့ကဗျာဇုံလန်းစီရဲ့အားနည်းချက်ကအလင်းလိုက်တင်ကောင်းကောင်းရဖို့လိုတယ်။ဒါကမထူဆန်းဘူးအထူးဖြင့်ဒီလိုမျိုးဈေးသက်သာတဲ့ပို့ပြီးတော့ပြန်လာလမ်းဈေးချိုတာတွေတုံးထားမဲ့စီရီအားဖြင့်လည်းနေနဲ့ဖုန်းတွေမှာဆိုလို့ရှိရင်ပို့တော်မှတာကမျောလင့်စရာမရှိဘူးပြောချင်တာ lighting အားနဲ့သူ့စရာရတဲ့ zone shot တွေကပုံမှန်ချင်းတွေမှာဘလို့ကောင်းနေနေပို့ပြီးတော့တိတိတသား dramatically ထိုးစင်းစုပ်သွားဖို့ပဲရှိရပါတော့ဒါပေမဲ့ဒီ K90 Pro Max မှာအဲ့လိုမဟုတ်ဘူးအဲ့ဒါကြောင့်လဲသူတို့ပြောသလိုမျိုး flashy ကဲသို့သောဆိုတဲ့အနေထား feeling မျိုးပဲကိုဒီကောင်ကနည်းနည်းရောက်လာပြီ။ငကူကြီးကဒီ Redmi K series ဖုန်းတွေဝယ်ကြရတယ်ဆိုတာကျွန်တော်မိတ်ဆွေတွေဂိမ်းအသာပေးစောဖို့ဒါမှမဟုတ်လဲ performance ကိုတကယ်ကိုစစ်စစ် price to performance လို့ကျင်တယ်ဥပမာ Snapdragon 8 Elite တွေအခုဆိုတော့8 Elite Gen 5ပေါ့နော်အဲ့လိုမျိုး Android လောကရဲ့ဒီနှစ်အကောင်းဆုံးပါဆိုရဲ SoC ကိုကျန်တဲ့ဒီ display တွေ speaker တွေ battery တွေ now overall big quality အနေထားတွေအကုန်ကောင်းပြီးတော့ all rounder လိုချင်တဲ့ flagship ကလာဈေးပဲပေးမယ်ဆိုတော့ niche အတွက်ဗျာအခုကအဲ့ထက်ကိုခုနလိုကင်မရာဘိုင်းတွေနောက် overall ဒီလိုမျိုးတွေပါလာတဲ့အချက်တွေကလည်းစေရပါတော့ပေးကြပါရယ်အရင်တော့ဆိုရှင်ဒီ K series phone တွေဆိုတာသူကလည်းသူ performance အသားပေး display ကောင်းတယ်ဘာညာဆိုပေမဲ့အခုကကင်မရာဘိုင်းတွေပါသူကလုံလာပြီးဖြစ်တဲ့အတွက်နောက်ပိုင်းမှာကျွန်တော်တို့မြန်မာပြည်မှာဖြစ်ဖြစ်ပေါ့နော် official phone တွေကအပယ်စကုပ်ဇုံကြီးတွေထည့်ပေးတယ်ကိုကဘာညာဆိုပြီးလုံလာမယ်ဆိုရင်တော့ဒီကောင်တော့ပန်းပန်နေဦးမှာပဲတိလား အဲ့ရတော်တော်ကြမ်းတယ်ပေါ့နော်စားလဲစားတယ်ဒါပေမဲ့ကျွန်တော်မိတ်ဆွေတွေ user တွေအတွက်ကတော့ဒါတကယ်ကို very big point ပါဆိုတော့ကျွန်တော်ရဲ့ first impression talks ကိုဆက်မပြောခင်ဒီ unit ကူညီရထားတော့ထုံးစံတိုင်း pro ev shop ကပဲဖြစ်ပါတယ်မိတ်ဆွေတွေအနေနဲ့ brand new ပဲဖြစ်ဖြစ် second hand ပဲဖြစ်ဖြစ်ယုံကြည်စိတ်ချစွာနဲ့ဝယ်လို့ရတယ်ဒီလိုမျိုး redmi xiaomi ဖုန်းတွေပြင် samsung iphone ကျန်တဲ့ဖုန်းတွေလည်းသူ့မှာရှိတယ်ပေါ့နော်ဆိုတော့ ဈေးမှန်ပြီး after sale service ကောင်းတာလေးလို့ကျွန်တော်ဆိုမိတ်ဆွေတို့တစ်ချက်သွားပြီး check out လုပ်လို့ရပါတယ်။ဒါနဲ့စကားမဆက်သူ့ရဲ့ကင်မရာအထားသို့ဒီ frame က iPhone အခု Pro Max တွေ Pro နဲ့တူတယ်လို့ပြောတဲ့လူတွေကိုကျွန်တော်တခုပြောချင်တာဒီကောင် K70 CV ကဒါမျိုးပုံစံ shape နဲ့လာတယ်။အဲချွတ်စုံမတူတာပဲရှိရပါတော့။ Global market မှာဆိုလို့ရှိရင်လေ Poco ရဲ့ကင်မရာ layout style တွေပဲဗျာဆိုတော့အဲ့တခုပဲရှိရတယ်။ဒါမဲ့ stay ဘလိုပဲဖြစ်ဖြစ် pro max ဆိုတဲ့နာမည်လှုပ်လိုက်တာကြီးကတော့ branding ရတော့တော်တော်လေးကိုဒီလိုဖြစ်သွားစေသိရမလား ကျွန်တော်လူလူတောင်ပြောရဲဆိုတော့ငကိုကဲကမီဟိတ်တာဆိုဘလိုတောင်ပြောမလဲပေါ့ဒါလေးတော့ဘလိုပဲဖြစ်ဖြစ်ကြုံရမှာလေတခုကျွန်တော်ဆက်မပြောခင်အားလုံးစိတ်ဝင်စားနေမယ်သူရဲ့ Bose Audio 2.1ဘလိုနေထားရှိမလဲပေါ့နော်ကျွန်တော်နမူနာဖွင့်ပြပါမယ်ကဲဒီနေ့တော့ကျွန်တော် Redmi Note 15 Pro Plus ကို full review လုပ်ပေးမှာဖြစ်ပါတယ်။အရှိတော်တော့ Note 15 Pro နဲ့15 Pro Plus ကို first impression ကျွန်တော်လုပ်ပေးခဲ့တယ်ပေါ့နော်ဆိုတော့တကယ်တမ်းဒီလိုမျိုးနှစ်ပတ်လောက်သုံးပြီးရခါမှာဒီ form ကဘယ်လိုနေထားရှိလဲအပူပြဿနာနောက် battery ရောအဲ့လောက်ပိုသိသာသာခံလာလို့လားလို့နောက်ကင်မရာဘိုင်းရောအရင်14 Pro Plus တက်ဘယ်လောက်ကောင်းလာလဲလို့စောက်ဖြစ်ပေါ့အခုချိန်နေတွေထဲမှာ Redmi Note 15 Pro Plus ကိုဝယ်ဖို့စိတ်ဝင်စားနေတဲ့လူတွေရှိရင်ဒီ video တွေက ကျွန်တော်တို့ Facebook YouTube TikTok ရဲ့ copyright ကိစ္စတွေရဲ့အချိန်ပိတ်မိရတယ်ဆိုတော့ကျွန်တော်တို့ရဲ့ mind deck ပြန်မှာ video ပဲနမူနာဖွင့်ပြလိုက်တယ်ပေါ့နော်အခုအားလုံးကြားကြတဲ့အတိုင်းပဲသူ့စီရထွက်တဲ့ overall အသံ quality ကတော်တော်လေးကိုကျယ် immersive ဖြစ်တယ် base ကလည်းပို့ပြီးတော့ strong ဖြစ်တယ်အရင် K80 Ultra တော့ကကောင်းပြီးသားပါဆိုတာထက်ကိုသူက subwoofer ပါတော့ဗျာသိရမလားအရင် K80 Ultra တော့မှမသိရအဲ့လို woofer ပါတယ်လို့မျိုးကဲ့သို့သော laptop တွေပါရရတယ်လို့နေပါခံစားရတယ်ဆိုတာဒီကောက်မှာပို့ပြီးတော့ officially အဲ့လိုပို့ဖြစ်သွားတယ်ပေါ့နော်မဖြစ်เสียရလည်းမရှိတော့သူ့မှာတကယ် self fulfill လေးအထက်မှာတကယ်ပါတယ်ဒီပေါ်မှာကျွန်တော်တို့ရေးတွေပါတင်ပြီးတော့ base တချင်းနဲ့တီးလုံးတွေဖွင့်မှာဆိုဘုံဘုံဘုံနဲ့ပြည့်ရမှာကျွန်တော်တို့ water resistant ဖြစ်တဲ့ JBL speaker တွေပိုင်းမှာကျွန်တော်တို့စမ်းခဲ့ရတယ်လို့ပဲဒီကောက်မှာလည်းဖြစ်လေပဲဒီတစ်ခေါက် sound my voice ဆိုရတာအရင်တောက်ပါတဲ့ Dolby Atmos sounds တို့နောက်အရင်လွန်ခဲ့၄၅နှစ်က Redmi K series မှာပြည့်ရမှာ JBL နဲ့ collab ပြီးအဲ့ဒီတော့ဟာတွေတပို့ပြီးတော့အလုပ်ဖြစ်တာသိတာတယ် မသိတာစရာเนาะဒီလောက် subwoofer တွေတခုလုံးအတောင်လိုက်ထည့်ပေးထားတာဗျာအဲ့တော့ဒီခေါက်ကတော့တကယ် audio ဘိုင်းနဲ့ပတ်သက်ရင် redmi တွေနှစ်နှစ်ဆက်တိုက်ပေါ့နော် model နှစ်ခုရှိပြီ share ဖြုတ်လာတကူတော့စိတ်မကောင်းစရာရှိတာသူရဲ့ overall vibration haptic sensation က KD Ultra ထက်တော့နည်းနည်းအားလျော့သွားတယ်ဒီလိုမျိုး battery ခွန်ဆောင်ကြော်တွေရောဒီလိုမျိုးအထဲတွေမှာရောဒီလိုလှုပ်လိုက်ရတာဖြစ်တဲ့အတွက်သူတို့အထဲမှာ space မရှိတော့တာဒါမှမဟုတ်လေ Snapdragon 8 Elite Gen 5တွေပါတုံးပေးလိုက်တော့ budget အရသူတို့ cost saving မဖြစ်တော့တာလည်းဖြစ်နိုင်တယ် KD Ultra Mouse ကထည့်ထားတဲ့ vibration haptic motor Android phone တွေထဲမှာအကြီးဆုံး strong အဖြစ်ဆုံးဆိုပြီးတော့သူတို့ကြွယ်ခဲ့တဲ့အတိုင်းတကယ် size အကြီးထည့်ထားတာဗျာမသိရင် iPhone Pro Max တွေနောက် vibration နဲ့ပတ်သက်လို့ရှိရင်အရန်ဟိုဒီ haptic ဘိုင်းနဲ့ပတ်သက်ရင်တော်တော်လေးကောင်းပါတယ်ဆိုတော့ Pixel phone တွေကို dash ရှင်လို့ရအနေထားကြီးကိုတော်တော်ကောင်းတယ်ဒါမဲ့ဒီ90 Pro Max ကတော့ပုံမှန်အနေထားတစ်ခုပြန်ရောက်သွားတယ်ပေါ့နော်ပုံမှန်အနေထားဆိုပေမဲ့တော်ယုံ Xiaomi flagship phone တွေက vibration haptic ကိုတော့မသိရင်သူမသားကိုမသားရှင်လို့ရတယ် ဆိုတော့ still ဘယ်လိုပဲဖြစ်ဖြစ်ဒီဖုန်းကတော်လေးကြမ်းလွန်သေးတယ်ပေါ့နော်ဆိုတော့ကျွန်တော် KD Ultra review တော့အစကားနဲ့ပြန်ပြောရရင်မိတ်ဆွေတော်သားဖြစ်သွားစီမဲ့ဖုန်းပါဒီဖုန်းကဒက်ပဲပဲဖုန်းနဲ့အသံကျဲကြီးတချင်းနေနားထောင်ရတာအဲ့လိုတည်မလားဗီဒီယိုကြီးကြည့်ရတာကြိုက်တဲ့ကွာဒီဖုန်းကိုဘလို့မှမကြိုက်စရာအကြောင်းမရှိဘူး လက်ရှိမှာတော့ဒီကောင်းရဲ့ဈေးက30ကျော်တော်တော်လေး high နေတဲ့အချိန်ဈေးဖြစ်တယ်။နောက်လအနေနဲ့ဆောင်းလိုက်မယ်ဆိုတော့ဈေးတဖြည်းဖြည်းကျသွားရင်20ဝန်းကျင်လောက်ထိဆင်းသွားလိမ့်မယ်။ပြီးတော့ဒီ K90 Pro Max မှာအရင်ကမပါတဲ့ sound effects ထဲမှာ dynamic နဲ့ balance ဆိုပြီးတော့နှစ်မျိုးရွေးလို့ရလာတယ်ပေါ့နော်။ dynamic မှာဆိုကျွန်တော်တို့က bass တန်လောက best ကိုလောက strong ဖြစ်ဆုံးရမယ်။အဲ balance ကတော့ကျွန်တော်တို့အားလုံးအတန်ညင်ညင်နဲ့ထွက်မယ်ပေါ့။အဲတော့မှ immersive strong sound 360 degree experience လိုချင်လား။အဲစသဖြင့်ကျွန်တော်တို့ရွေးလို့ရတယ်။ ကျွန်တော်အမြင်ပြောရရင်တော့ Redmi တို့ဒီတစ်ခေါက်မှာ K90 Ultra ဆိုပြီးတော့ထပ်လာခြင်းမှလည်းလာတော့မယ်ပေါ့နော်50 50ပဲအရင်လိုမျိုးလုံးဝလာမှာပါဆိုတာမျိုးတော့ကျွန်တော်ပုံသေးမမြင်တော့ဘူးဘာလို့ဆိုတော့ဒီကောက်မှာတော်တော်လေးကိုကောင်းနေပြီဗျာဆိုတော့အရင်လိုမျိုး Ultra model ထပ်လာမယ် Dimensity chip တုံးလိုက်ပြီးတော့ budget ပိုသွားတဲ့အတွက်တခြားနေရာမှာထပ်အဆင်မြင့်ပေးမယ်ဆိုလို့ရှိရင်လည်း K90 Ultra ဒီထက်ကျန်းသွားရင်တို့ရဲ့ flashing model တွေကတော့မှတက်ရိုက်တဲ့အဆင်တော်တော်ဖြစ်သွားတော့မှာပေါ့နော်ဘာလို့လဲဆိုတော့အခုဒီကောက်တော့မှာ သူ့ရဲ့ตาတဲ့အချက်တွေကိုပြောအောင်ဆိုရှင်ဥမာ Xiaomi 15 base model လိုမျိုးထက်ဒီကောင်ကိုပဲပိုဝယ်တော့မှာပေါ့ဆိုမျိုးတချို့ကင်မရာအရင်ကြီးမတ်လွန်းတဲ့လူမျိုးမဟုတ်ရင်ဒီကောင်ပဲဝယ်တော့မှာအရင် KD Ultra တော့ဘလောက်ပဲအဲ့ဖုန်းကြိုက်ကြိုက် Snapdragon ကိုချစ်မဟုတ်ပါဘူးဆိုပြီးတော့တချို့လူတွေမဝယ်ဖြစ်ခဲ့ကြတာတွေရှိတယ်ပြီးတော့ကျွန်တော်ပြောနေခဲ့သလိုပဲကင်မရာဘိုင်းနဲ့ပတ်သက်ရင် K80 Pro ကပိုကောင်းတယ်ဒါပေမဲ့ဒီ K90 Pro Max မှာကျတော့အဲ့နှစ်နေရာလောက်ကသူကောင်းသွားတယ်ဗျပိုတာသွားတယ်ဆိုတော့ ဟိုဘာလို့သေးလဲပေါ့နော်အရင်လိုမျိုး ultra ကိုလည်းထပ်ပြီးဝယ်စရာမလိုတော့တဲ့အပြင် pro နဲ့တင်ပြီးသွားတယ်ဆိုတဲ့ပုံစံမျိုးဒီ pro max ကလောက်သွားတာစဉ်းစားကြည့်လေဒီဈေးမှာ snapdragon chip ကလည်းပါသေးတယ်ဒီမျိုး bose audio system အကောင်းစားတွေကလည်းပါသေးတယ် camera quality ကလည်းထပ်ထပ်ပြီးတော့မှခုန်တက်လာတယ်ဆိုတော့ပြီးရင်ပထမဆုံးအနေနဲ့ redmi k series တွေမှာ wireless charging 50w ထိပါတာမျိုးတွေ အကျန်တဲ့ IPCC 8တွေပါပြီးသားတွေကိုဆိုရင်တကယ်ဒီဖုန်းက flash စံတော့တခုတည်းကိုတကယ်ဝင်သွားပြီလို့တော့မပြောလို့ရတယ်ပေါ့နော်ကျွန်တော်ပြောလို့ရတာမဟုတ်သူ့ကို point and shoot auto ရိုက်ချက်ဒီမှာ background dynamic range ကစားတာတွေ backlight တွေကိုနည်းနည်းလေး handle လုပ်သွားတာတွေကကျွန်တော်ရဲ့ Xiaomi 14 Pro လိုမျိုး flagship phone ကထက်တောင်မှတိတိတသာသာဝရနေရည်တော်တော်များတယ်ဆိုတော့သိရမလားကင်မရာကိုတော်ရုံတော့ကောင်းရင်ကိုတော်တော်ကျေနပ်နေပြီဆိုတဲ့လူတွေကဒီဖုန်းဝယ်လိုက်ရင်အာကင်မရာတော်တော်ကောင်းပါတယ်ဆိုပြီးတော့ဖြစ်သွားလိမ့်မယ် ီးတော့ဒီ K90 Pro Max ဝယ်မဲ့လူတွေစိတ်ပူမှာသူ့ရဲ့ဒီ Snapdragon 8 Elite Gen 5ကဒီဖုန်းမှာဘယ်လောက်ပူလဲပေါ့နော်ကျွန်တော် Xiaomi 70 Pro Max review တော့ iPhone နည်းနည်းလေးသာမယ်ပူလွယ်တယ်ပါညာကျွန်တော်ပြောခဲ့တယ်ဒီ K90 Pro Max က Xiaomi 70 Pro Max ကထက်ဆိုင်သုံးထိုက် chip ချင်းတူတူဒီဖုန်းမှာပိုအေးတယ်ဘေးဘချင်းမှာကူးလင်းကိုပို့ပြီးတော့ကြီးကြီးထည့်ထားပေးနိုင်တာလည်းပါမယ်နောက်ထွက်တာလည်းပါမယ်ပေါ့နော်ဆိုတော့ဒီကြပြောနေတာ Xiaomi 70 Pro Max မျိုးအလွယ်တကူပူလွယ်တယ်ဆိုတာမျိုးဒီဖုန်းမှာမိတ်ဆွေကြုံရမှာမဟုတ်ဘူး ဲ့ဒါဓာတ်ပုံတွေဗီဒီယိုတွေရိုက်တာတွေအချိန်ဖုန်းဝင် daily use တွေအကုန်လုံးနှီးပါမှာပဲဟို benchmark တွေစမ်းတာတော့ antutu တွေအဲ့လိုတွေ run တာဆိုရင်တော့ပူမှာပဲပေါ့နော်ဒါကတော့ဘယ်ဖုန်းမှမဆိုပူမှာပဲဒါပေမဲ့အဲ့လိုမျိုးနေဆာတူအောင်မှာ performance တုံးတဲ့ gain ဆော့တာမျိုးတွေဓာတ်ပုံဗီဒီယိုရိုက်တာမျိုးတွေမှာဒီကောင်က Xiaomi 7 Pro Max တဲ့တိတိတသားကိုပိုအေးတယ်လုံးဝဒါပေမဲ့ control ကောင်းတဲ့ Snapdragon 8 Elite Gen 5ပါတဲ့ဖုန်းတစ်လုံးလို့ပြောလို့ရတယ်။ဒါအောင်မှဒါ truck car စာပဲရှိတယ်။နောက်ပိုင်းမှာ software update တွေနဲ့နောက်တစ်လ၂လ၃လလောက်အထိ face လုပ်ပြီးသွားလို့ရှိရင်ဒီထက်တောင်မှပို့ပြီးတော့ stable ဖြစ်သွားမှာပေါ့နော်။အဲ့လိုပြောနေလို့ဆိုပြီးဒီဖုန်းကစလာခဲ့ရဘာ error ကြီးဂျုံနေရလဲဟိဆိုရင်ကျွန်တော်ကတော့ဘာ error မှမကြုံပါဘူး။တော်တော်လေးကိုအဆင်ပြေတယ်။မှတ်မိကြလားတော့မသိဘူး။ယင်းခေါက်ကကျွန်တော်တို့ K80 Ultra အကြောင်းလေးကျွန်တော်တို့ကိုအောင်တန်းကပြောနေတောက်လျှောက်မှာနောက်နှစ်ဖုန်းကြရင်ဒီလိုမျိုးပေါ့နော်။နောက်နှစ်ဖုန်းကြရင်အဲ့လောက်ထိတောင်မှဆက်ကောင်းပါမလားဆိုပြီးတော့စိုးရင်ခဲ့ရတာ အနည်းဆုံးတော့ဗျာ audio ဘိုင်းကပိုတာသွားတယ် vibration haptic မှာတော့ပြန်ညော့သွားတာပေါ့နော်ဆိုတော့ KD Ultra user တွေလည်းဘာပဲပြောဂုံယူနေလို့ရသေးတယ်ဒီကောင်းလောက် audio ဘိုင်းမှာထပ်ပြီးတော့မကြမ်းဝါဘူးဆိုရင်တော့မှာ vibration haptic အရင် premium ဆန်တဲ့ဘိုင်းမှာ KD Ultra ဒီကောင်းတက်တာတယ်ဒီကောင်းထပ်မှမဟုတ် Xiaomi 70 Pro Max ထပ်တယ်တာတယ်နောက်ထွက်လာမဲ့ Xiaomi 70 Ultra ထပ်တော့မှဆက်တာနေအောင်ပါပဲဘာလို့ဟိုကောင်ဒီမှာကင်မရာ frame အကြီးကြီးနေဘလို့ကအဲ့လောက်ကြီးတဲ့ haptic sensor ကြီးထည့်ဖို့နေရာမရှိတော့ဘူး ဘက်ထရီရလည်းမြင့်အောင်ပါဗျာပြီးတော့နောက်တစ်ခုခုချိန်မှာ Redmi KAD R Trace ကတော်တော်တန်နေပြီဥမာဒီဖုန်းဆိုရင်20ကျော်အခုကျွန်တော်ဟာဆို512 version ဆိုတော့26သိန်းရှိရယ်ဗျာအဲ့လိုဈေးကြီးနေနဲ့ဝယ်မဲ့အစားခုချိန်မှာ15 16ကျော်အလုံးဆက်ခွန်ပါဗျာဝယ်လို့ရတဲ့ KAD R ဆိုတာလည်းသူ့စီမှာတော်တော်တန်နေဆိုတော့အခုချိန်ဝယ်မဲ့လူတွေအတွက်ကတော့ဒါပါပဲဒီဖုန်းဝယ်မဲ့လူတွေကတော့ ဒါအား hype နေပြီဒါအားလိုချင်နေပြီဆိုတော့ဝယ်ဒါမှမဟုတ်ဈေးတန်ချင်တယ်ဆိုတော့နောက်ထပ်လနည်းနည်းစောင့်လိုက်နောက်သူ့ရဲ့ဒီအရှိတ်အဝါ display ကလည်း iPhone ratio ဖြစ်သွားတယ်ပြီးတော့6.9 inch ဆိုတော့ game တွေဆော့တာ video တွေကောင်းကောင်းကြည့်ချင်တဲ့တွေကြောင်းလောက impressive ဖြစ်တဲ့ viewing နဲ့ကြည့်ရမှာဗျာပြီးတော့ display quality ကလည်း overall ဘာမှပြင်မလားအပြည့်ပြောကြောင်ရှိဘူးတော်တော်လေးကိုကောင်းတယ် normal user တယောက်အတွက်ဆိုသူ့ရဲ့ display ကစသုံးခဲ့ရဘာမှအားမရစရာအကြောင်းမရှိဘူး bonus point အနေနဲ့ iPhone ratio လို့ဖြစ်သွားတဲ့အတွက်သူ့ရဲ့ မှန်မကွဲတွေ Templar glass တွေကလည်းနောက်ဆိုရင်ပို့ပြီးတော့အရင်အထက်ပေါ်သွားဖို့ပဲရှိရယ်ပြောနေတာဗျာဟိုဒီမှာ sharp ပါတာမျိုးသိပ်ဖြစ်တော့မှာမဟုတ်ဘူးဆိုတော့ဒီနေ့ကျွန်တော်ရဲ့ K90 Pro Max အကြောင်းဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုမှာကျွန်တော် spec အကြောင်းတွေနောက် full deep dive review လုပ်သွားတယ်ထပ်ဆိုင်ဒီဖုန်းကိုကျွန်တော်တပတ်ဝန်းကျင်လောက်အလွန်ဆုံးပါနော်6 6ရက်တပတ်လောက်မှာဘယ်လိုအနေထားရှိရယ်စသုံးကြရဘယ်လို feeling ဖြစ်တယ်ဆိုတာဟာအသားပြပြောတာဖြစ်ပါတယ်အဲဒီကောင်းရဲ့တကယ် full review တွေ comparison တွေလည်းထပ်လာဖို့ရှိရတဲ့အတွက်မိတ်ဆွေတို့ ျွန်တော်တို့ MyTech မြန်မာမှာစောင့်မျှော်ကြည့်ရှုအားပေးလို့ရပါတယ်။အစီအမံရတော့ကျွန်တော် K90 base model လေးကိုလည်းဒီလိုမျိုး full review တွေ comparison တွေတောက်လျှောက်လုပ်ပေးဖို့ရှိပါတယ်ပေါ့နော်။အဲ့တော့သိချင်တယ်ဆိုရှင်တော့အောက်မှာ man ခဲ့လို့ရပါတယ်။ဟုတ်ကဲ့ပါကျွန်တော်ကတော့ဖုန်းကြောက်သူဖြစ်ပါတယ်။ဗီဒီယိုဆုံးဖြတ်ကြည့်ပေးမိတ်ဆွေများအားလုံးကျေးဇူးတင်ပါတယ်။နောက်နေ့မှတွေ့ပါ